မေတို့များအေးဒီမကိုဘယ်တော့မှအသိရဲလို့မစင်ကြဘူးအမဆိုရင်မှန်လို့ရှုထားတာအေးဒီမတို့ရွာကလူတွေပွဲကြိုက်ပုံမျိုးကတော့ရှားပါတယ်ပွဲခင်းတဲ့ဝင်ကလေးကဖင်ကြောက်ချထိုင်လိုက်တာဝင်ဟေပြီကလကလေးကြီးဇက်ခုံပေါ်ပုံကြသွားမှထကြတာ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြန်ကြိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะပွဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြစေသောတာရှင်လုတ်သားပြည်သူတွေကုတ္တရာရွာက အမှန်ပဖိတ်ခေါ်ဖိတ်ခေါ်ပါတယ်လေလာခဲ့ဇေယံရွာရဲ့အခြေခံပြောရရင်မြင်းချန်ခရင်ရွာဥတ္တရာရဲ့အထူးပါအခြေတဲအင်းယော်ရီကန်းကြီးစီရွာထိတ်ကုတ်ကိုပင်ကြီးပေါ်ကလော့စပီကာတန်ကြားလိုက်တာနဲ့ အေးမတီတို့တငယ်ချင်းတတိုက်ညူးကြွာကုန်ကြပြီ တချင်းကလေးကလည်းရွာရဲ့မူပိုင်းတချင်းဥရိယရွာက ဖိတ်ကော်တန်းနဲ့ဒီနှစ်အေးဒီမတို့ရွာမှာဖျားပွဲဖြစ်တယ်ပျော်လိုက်တာနှစ်စင်မချင်းပနိုင်နဲ့မျော်ရတဲ့ပွဲမှုအေးဒီမရင်လေးຫນွေကနေຫນွေကနေပူသွားတဲ့အထီကိုပျော်လိုက်တာရွာဖျားပွဲဖြစ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပွဲဆိုတာကိုကြည့်နိုင်ဖို့ຢာကရွာရဲ့စုဖြိုးမှုပုံမှာမူတည်နေတယ်လေ ခါတိုင်းနှစ်တွေထဲစိုင်းရင်ဒီနှစ်မှာမြေပဲလေးနဲနဲအထွက်ကောင်းတော့မလုတ်ဖြစ်တာတော်တော်ကြာပြီဖြစ်တဲ့ဘုရားဆွန်ကြီးလောင်းပွဲအာခင်နှွဲကြမယ်ပေါ့အေးဒီမတော့အဖိုးလေးကပြောဘူးတယ်ကိုမြေစီမြေလွာကထွက်တဲ့ဒီနန်ကိုတူးကြတန်းကြရင် နောက်နှစ်ဒီထက်အထွက်ကောင်းတဲ့မလူမတန်းရင် မြေစီမြေလွာခန်းချောက်တက်တဲ့ဒါဆိုအေးဒီမတို့ရွာနောက်နှစ်အထွက်ပိုကောင်းမယ်ထင်ပါရဲ့ဘာပဲဖြစ်ဖြစ်လေဘုရားပွဲဖြစ်တော်မှာမို့ ။ကွဲတော်ရက်ကို လက်ကလေးချိုးလို့အေးဒီမှမျောနေမိပြီ။လူကြီးတွေကဖျားပွဲအတွက်ဇွန်ကြီးလောင်းဖို့မုတ်ကြော်ကြဖို့ကွဲထည့်ဖို့လုံပန်းကြသလိုအေးဒီမှတို့လည်းပွဲကြည့်ဖို့အဝက်စားအသစ်ချုပ်ဖို့စိတ်ကူးရင်ကြရတာပေါ့။အေးဒီမှာတနွေလုံးကောက်သင်းကောက်ထားတဲ့မြေပဲလေးနှစ်တောင်းပြေးရောင်းအထေစားတစဝဲပြီးဆက်ဆိုင်မှာအထားတယ်အခုအေးဒီမှာအထေစားကလေးကိုကတ်ကျင်းနဲ့စာကိုင်းနေပြီ မြင်ရသေးတဲ့အင်ကြီးလေးကို ပုံဖော်ကြည့်နေတော့ဟဲ့အေးဒီမတကယ်တော့ဘာမှကိုခိုင်းလို့မရတော့ဘူးလာစမ်းကို့အထယ်စပဲချုပ်ပြေးရလိမ့်မပေါ့နွားစားခြင်းနဲ့ရေမရှိတော့ဘူးသွားခက်ချေအောင်အမေကလာစုတော့အေးဒီမဇက်ကလေးပုတ်ပြီးအိမ်ပြန်ပြေးရတယ်ခေါင်းခုပစိုးလေးဆွဲယူပြီးရေအိုးခရောင်စင် ထွက်ခဲ့တယ်ရေခက်လမ်းမှာအဖော်မတွေစုံနေပြီး ရေယာရီမြေယုံးမှာလူတွင်နွားတွေကျွဲတွေတယုံယုံနဲ့အုံအုံထားလို့တော်ရဲကအလုတ်ပြန်ငိမ့်ဟော့ရီစည်းစာနေညူညူလေးမှာအေးဒီမအပျော်ဆုံးအေးဒီမတို့ရွာသချင်းလေးထဲမှာရွာအနောက်ကိုရှောက်ခါသွားရင်အောင်မြေသားစံတောင်းရန်သဲပလဲလိုလိုအခင်းသားတဲ့ဆိုနေညူညူလုံမပြူဖော်တဲ့ရေခတ်စင်းညတကူလိုပါတယ်အေးဒီမတို့လုံမပြူတွေက ရေခတ်စင်းညရင်ကဘာထိန်မှာကာလာသားတွေက ဘလွေကျူကြတချင်းဆူကြနဲ့ပြောစရာကောင်းနေတာပေါ့ကြည်လီပေသီးကတွန်နေသိမ့်နိုင်ရဲ့အောင်သွေးတော်တချင်းဆူနေတယ်သူကခင်ထိုက်ကိုပိုးနေတာအေးဒီမတို့ကဖျားပွဲအကြောင်းအာရပါရပြောကြရင် သူတို့ရှေ့ကဖြက်လျှောက်ဟောတော်ခင်ထိုက်ရဲ့လေ ကဘာဆောင်ခလုတ်တိုက်လိုက်တာရေဦးကြခွေရောအေးဒီမတို့ဝိုင်းရဲ့တော့သူကလိုက်စိတ်တယ်ပြီးတော့ငိုတယ်ဘာလို့လဲတော့မသိဘူး ခင်ထိုင်ကိုတော့အေးဒီမှရင်းနေဝမ်းနေမိတယ်လို့လူကြီးပဲအမေကအမကိုရေမခတ်ရဘူးအိမ်လုတ်ပဲလုတ်ခိုင်းတာအေးအေးဒီမကိုနောက်နေဆိုရေမခတ်ရတော့ဘူးတဲ့အေးဒီမသပင်ကိုလဲအုံလုံးသိမ့်ပေးမတဲ့အေးဒီမကတော့ဒီစတော့လေးနေပဲနေခြင်းနဲ့အမလိုစရုံးကြီးနဲ့အေးဒီမမနေခြင်းမဘူးအေးရခင်ထိုက်ကလည်းမငူပါနဲ့လာပါအေးရအေးဒီမတို့လည်းခင်ထိုက်ကိုလျှော်ရင်းနဲ့ပေသီးကိုမျက်စောင်းထိုးပြီး ရှေးဆောင်ထွက်ခဲ့တယ်။အေးဒီမကိုတော့ပိုးသူမရှိပါဘူး။အေးဒီမကအကြီးတန်းလိုလား၊စွာလိုလားမသိ။ဒေဂျာရာကတော့နှစ်ခုစလုံးဖြစ်နိုင်ပါတယ်။အေးကြီးမကြီးဒေါ်ထွေးညွန်ကုန်းဆောင်နိုင်သွားစမ်း။ငါထညံ့မာထားတာရပြီလားလို့အေးဒီမတို့တရွာလုံးလူသည်မပစ္စည်းကိုဒေါ်ထွေးညွန်ကုန်းဆောင်ဆိုင်လာယူကြရတယ်။သူကအကျွေးနဲ့ပေးတာလေ။ဟဲ့ပြောနေတာကြားလား။အမကမိဖို့ကြောင့်နဲကနေအေးဒီမကိုလှမ်းငောက်တယ်။ ဒေဒီမကအိမ်မအငဲဆုံးဆိုတော့တအိမ်လုံးရဲ့ခိုင်းဖက်အဘကခိုင်းလိုက်အမေကခိုင်းလိုက်နဲ့ဒီကြားတဲ့ကအဆူငေါက်ခံရတော့လေအေးဒီမပဲဟိုတလောတုန်းကရက်ကန်းခရင်မဲသူမနာတချင်းသွားဆိုလိုက်တာအကူကနွားစာဆင်းနေရကထရိုက်တယ်အကူလက်ထဲကတံပြားချက်ကိုလက်နဲ့ကာမိလို့အေးဒီမရဲ့လက်တန်းကလေးကောက်သွားရတာပေါ့အေးဒီမဆိုတာကိုလည်းကြည်ပါဦးလင်းယူရာမာလီ အရင်လူကအဆက်ကွဲတာမို့ ချက်ထဲသူလာဟန်နဲ့သူနှစ်ဖြာပြန်ကဆက်ချင်တဲ့ညံမျက်နှာထားအဲ့ဒါလို့ဆိုမိတာ အကူကထိုက်ရိုက်တာတော့နဲသေးရဲ့လို့အမကပြောတယ်။ဘာရဲတော့မဟုတ်ပါဘူး။ရွာလေကကိုရင်ဖူးညိုအတန်ချက်ဆက်ကရွှေကြီးညိုနဲ့ပကုံးမြတို့ရဲ့မေသူမနာဇတ်ထုတ်ကခဏခဏဖွင့်တော့အတန်ကျဲမိပြီးဆိုမိဆိုရဆိုချလိုက်တာပါ။ဟဲ့ဟဲ့ငါဝင်တိုက်မိပါအောင်မယ်ရှက်တေးမနော်။ အေးဒီမကအတွေးတစ်ပိုင်းအပြေးတစ်ပိုင်းလာတာဆိုတော့ဂုံ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 နဲ့ရှောက်လာတဲ့ရွာလူကြီးဘာကြီးချက်ကိုတိုက်မိတော့မလို့တော်ပါသေးရဲ့အချိန်မီပြိတ်အောင်နိုင်လို့ကတော့ကတော့ကတော့ဘာကြီးချက်ကရွာလူကြီးပြီးပြီးတိတ်ဟောက်ချင်တာအကျင့်ကိုဖြစ်လို့ရွာတဲ့ကစီကနေဖြစ်လို့ဘာကြီးချက်ကတခါတည်းတန်းပြီးဒံပေးလိုက်တော့တာပဲအေးဒီမကတော့ကြောက်ပေါင်းကိုကဘာလုပ်တာမှလို့ဒေါ်ထွင်းညွတ်အမကထညက်ရလာတဲ့ ချင်းဝင်ကြီးနဲ့အလုရှုံနေတဲ့ဒေါ်ထွင်းညွန်ကအေးဒီမာကိုမော့မကြည့်ပဲ။ဩအေးရတယ်။ရော့ရော့တခါတည်းယူသွား။နေုံနေုံငါစင်းရင်မှတ်လိုက်အောင်မယ်။ဒေါ်ထွင်းညွန်ကစီဂျီတွေပေးနေတဲ့ဗလားစာအုပ်ကိုဖွင့်ပြီးအေးဒီမာတို့ယူထားတဲ့စီရင်ကိုဖွင့်ကြည့်တယ်။ဒေါ်ငွေကြီးကောင်းညင်းဆန်ဆဲပြီးစီရှစ်ပိတ်သား။အုံဒီငါလုံး။ဗဇက်ကရွတ်ပြန်ရင်းနဲ့လက်ထဲကခဲရံကိုတရွေးစွတ်တယ်။အခုထညက်ရှစ်ပိတ်သား ထပ်မလိုက်မယ်နော်အေးဒီမဟုတ်အေးဒီမကစရင်ငုံငုံမကြည့်ပါဘူးသူမှတ်သမျှပေါ့ငုံကြည့်လိုက်မင်းဘာလဲငါကမယုံလို့လားမယုံရင်နေလို့ဘာသာလက်ငင်းသွားဝယ်ကြဘာညာနဲ့ပြောချလိုက်မှာအေးဒီမကြောက်တယ်အေးဒီမတို့မှာဖျားပွဲမို့တာအခုလိုအကျွေးယူပြီးမုတ်လုကြရတာမြေဘဲကရောင်းရချရသေးတာမဟုတ်ဘူးရောင်းနေဆိုပေမဲ့လက်ထဲကငွေဆိုတာဘဲတော့မှရောက်မလာပါဘူး မြေဘဲကိုတင်းတဲ့ချိန်မြင့်လက်လွဲအကျွေးဆက်ရတာပါပဲ။ထညာတောင်းကြီးခေါင်းပေါ်ရွက်ပြီးပြန်အလား။ရွာအလဲမှာကာလာသားကောင်ကိုရင်စာမိကိုလှမ်းမြင်လိုက်တယ်။ကိုရင်စာမိကိုရင်စာမိဇက်ကသေးချနေပြီလား။အေးဒီမှာအော်မေးတော့ကိုရင်စာမိကပျော်လှိုက်နေတဲ့အတန်ကြီးနဲ့အေးမန္တလေးပန္ဒရာကျော်ဝင်းဇက်သေချသွားပြီဟဲ့။မအေးဒီအိမ်ကိုအပြေးလေးပြန်လာခဲ့တယ်။အမကြီး ဝဲကမန္တလေးပန္ဒရာကျော်ဝင်းဇတ်တဲ့တော့တေချာသွားပြီတဲ့တော့ဇမ်မော်တော်ကြီးကန်းကိုကတ်လိုက်တာနဲ့တရွာလုံးလူကြီးကလေးမကြံမြေယူထွက်ကြိုကြတယ်။လဲတွေကလည်းဇက်ပစ္စည်းတွေတဲကြဖို့စီတန်းလို့ရွာကယောက်ျားဒေါန်တန်မောင်းတန်တွေကကရောင်းမြောက်အောင်ကြိုက်ပြီးဇက်တတာတွေထမ်းချကြတယ်။ဒီဒီမတို့ကတော့ဇက်သမားတွေကို ငေးကြည့်ရင်မင်းသားကဘယ်ဟာမင်းသမီးကဘယ်သူနဲ့ဆက်စုကြတာပေါ့။ဒီဒီမဖြစ်လေ အခုကတည်းကအင်္ဂမုတ်တွေကျွေးကျင်လာပြီအီးဒီမာတို့ရွာကလုတဲ့မုတ်စီကျော်တွေမုတ်ဖတ်ထုပ်တွေသူတို့ကြိုက်ပါမလားမြို့ကဝယ်လာတဲ့ဘစ်ကစ်မုတ်ထုပ်တွေနဲ့အင်္ဂနွားနိုးတော့ရှိရဲ့ကျွေးမှာပေါ့သူတို့ကအီးဒီမာတို့ရွာကိုတကူးတကာလာကကြရတာပဲမဟုတ်လားဟဲ့အီးဒီမာစုတ်စမ်းပါဟာနင်ဟာလေနေရတကာတိတ်ဆတ်စုတာပဲဘာထွေးညံလာကငောက်ထုတ်လိုက်တော့အီးဒီမာ ခဝေးဝေးရှောင်ပေးလိုက်ရတယ် ော်တော်ဘော်ကပစ္စည်းတွေရောလူတွေရောဂုံးမှအိမ်ပြန်နေအိမ်ကြတော့အမေနဲ့အမကိုပြန်ဖောက်တယ်ချကြတော့တာပေါ့အမေရေပါလာတဲ့ပစ္စည်းတွေမှမနှဲလိုက်ဘူးတော့အမရေမင်းသားကိုငါတွေ့ခဲ့တယ်ပြီးတော့ပြဆက်မင်းသမီးကလေးကချောလိုက်တာဟဲ့အေးဒီမှာမမောနိုင်မပန်းနိုင်ပြောရင်းနဲ့ဒါပဲတော့အမေပြဆက်မင်းသမီးလေးကိုကျုပ်အိမ်ကထမင်းကျွေးမှာအေးဒီမှာလက်ညိုးလေးထောင်ပြီးခက်တီတီနဲ့ပြောတော့အမေကကျွေကျွေ မမင်းကြီးမှတစ်စလုံးကိုခေါ်ကြွေးအမေတို့အလုံများနေတော့ပွဲခင်းဘတ်စီတို့အေးဒီမှပြေးသွားလိုက်တယ်။နေရဥခင်းထားတဲ့ဖြာလေးစိတ်မချလို့သွားသွားကြည့်ရတာ။မနေတော့ငါဆိုအကြီးကြီးနဲ့အေးဒီမှစကားများပြီးရပြီ။အေးဒီမှတို့ဖြာကရှေဆုံးအလဲတဲ့တဲ့ကိုငုံနဲ့အသေးချရိုက်ထားတာ။အကြီးကြီးကငုတ်တွေနှုတ်ပြီးနေရရွှေ့ပြစ်တယ်လီ။ကိုထောင်လာပြောလို့တာပေါ့နို့မို့ဆိုရင်အကြီးကြီးလူလေလောက်တာနဲ့ရံပွဲကြုံမှာပဲ။ အေးဒီမတော့တရွာလုံးပွဲကြိုက်ကြတယ်ဘာတဲ့အဖိုးလေးကပြောတော့ဩတို့ရွာကတော့ဟေးပွဲဆိုရင်အိမ်စုဆိုကလေးလက်တို့ခွေးအိုအိုတဲကပဲတဲ့အေးဒီမတော့ရွာတွေမကပါဘူးရွာနီးချုပ်ဆက်ကလူတွေလည်းလာကြတယ်ညနေခင်းကြီးရှိသေးနေပူတဲ့ထီဆောင်ကြီးဖြာပေါ်ဇုတ်ကထိုင်ကြတာဖယ်ခိုင်းလည်းမရဘူးပွဲငတ်ကြတာလေပွဲငတ်ဆိုရွာတွေကလည်းပွဲဟမှာမလုံနိုင်ကြတာပဲကို မလုံနိုင်ဆိုအင်းလေးထားပါအေးဒီမှဖျားပေါ်ဧည့်သည်လိုလာလုံလို့ကတော့မခံဘူးမှတ်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဝဲခင်ဘတ်စီကအတန်ချက်ဆက်တန်းတွေစူညံနေပြီ နခါသွေးပြီးအေးဒီမှပါမပကွက်ထူးထူးကြီးကွက်လိုက်တယ်။ဇွန်ပန်းကုန်းကြီးကိုဇရစ်ဝိုင်းစတုံးကလေးမှာဝိုက်ပန်ပြီးတော့အဝတ်စားလဲတယ်။မိခွက်လေးကင်မြောက်ပြီးမှန်ထဲကိုသေးသေးချာချာကြည့်လိုက်တယ်။ပြင်းလိုက်ဆင်းလိုက်တော့လည်းမဆိုးလာပါဘူး။ဒါနဲ့အများအေးဒီမှကိုအကြီးတန်တဲ့။လက်ကိုတရွေးဆွပြီးနဇွဲလေးကိုပုတ်လိုက်တော့ကြောင်နီကလေးကရဲခနဲပေါ်လာတယ်။ဒီနဇွဲလေးကအမအကြပါ။အမေတို့များအေးဒီမှကိုဘယ်တော့မှအသိရလို့မစင်ကြဘူး။ အမဆိုရင်မှန်လို့ရှုထားတာအေးဒီမများဆို ကို့ဘာသာရဲတာတောင်းကြီးတို့ရွယ်ကတိတ်ရွာလှုပ်တာကိုကြည်ပြီးရဲတက်တဲ့အရွယ်တဲ့ဘာမှန်းလည်းမသိဘူးဟဲ့အမလီသူကအပြူကြလို့မပြင်းနိုင်မစည်းနိုင် လုံနေလိုက်တာကြီးကြရင်ငါထင်းလို့တောင်းနိုင်မှမလားအေးဒီမရဲ့သွားတောက်ရီဦးရဲထဲကအောက်ကခင်းမို့တင်မြူးဖြာလဲလိတ်ချီကြည်အမေတို့ကလည်းလှုပ်ပြီးရိုးစမိုးထုတ်ပြီးကမှအေးဒီမကိုဓာရီတဲခိုင်းအောင်ပါ ေးဒီမာတို့ပွဲခင်းနဲ့ရောက်တော့ဝဲကမိုက်ခွာစမ်းနေတုန်းရှိသည်လူတွေကတော့ကြိတ်ကြိတ်တိုးနေပြီမေးဒီမာတို့ရွာကလူတွေပွဲကြိုက်ပုံမျိုးကတော့ရှားပါတယ်ပွဲခင်းနဲ့ဝင်ကလေးကဖင်ကြောက်ချထိုင်လိုက်တာဝင်ဟဲ့ပြီးကလကလေးကြီးဇက်ခုံပေါ်ပုံကြသွားမှထကြတာခုလဲပွဲကဘေးထိမမြည်သေးဘူးပွဲခင်းတခွင်လုံးလူတွေကြက်လို့နောက်ကဝိုင်းထားတဲ့လှဲ့တက်ကြီးကလည်းဟိဟိထားလို့ ပြောလိုက်တာ အေးဒီမလက်ဖြားတွေတောင်အေးဆက်လို့နေတယ်။ဘွဲတညာကာပြီးသွားလို့အေးဒီမတို့တစက်လုံးကိုတိနေကြပြီ။ရွာထဲမှာကိုရွာဒီရွာကဧည့်သည်တွေတင်းနေတဲ့အပြင်ဇက်သေးကလူတွေကိုအိမ်လေခေါ်ကြကျွေးမွေးကြစီကားတိုက်မြိုက်နေပုံများရွာလုံးကျွစီစီညံလို့လေ။အေးဒီမကတော့ပြဆက်မင်းသမီးလေးကိုတိတ်ချက်တာပဲ။ညလုံးဝိုင်းဝိုင်းလေးတွေနဲ့သပင်လှိုင်းတွန်လေးတွေကဖွာဝဲလို့ အထူးသဖြင့်ပြဇာမင်းသမီးလေးရဲ့နာမည်ကိုအေးဒီမကတော့သဘောကျဆုံးပါစုနန္နာထွေးဆိုတဲ့နာမည်လေးကိုပါဇက်ကတူးတူးကလေးရွတ်ကြည့်ရင်အမေတို့များအေးဒီမကိုဘာလို့ဧည့်တော်လိုနာမည်လေးမပေးတာပါလဲလို့တွေးမိတယ်ပြဇာမင်းသမီးလေးကိုရွေးပြီးထမင်းစားဖိတ်တာဆိုပေမဲ့သူ့ဖို့ရင်းသမ၃ယောက်ရောပါတယ်ဇတားဟင်းကြိုက်တယ်လို့ပြောတဲ့ဇမင်းသမီးလေးအတွက်အေးဒီမရဲ့ရွှေစွန်ကြက်ဖလေးကိုမနှက်တုံးကကိုရင်တင်အေးကတတ်ပေးတယ် ြာဇတ်မင်းသမီးလေးကစက်မြက်ကြက်သေးကြိုက်ပုံရတယ်။ဒါပေမဲ့အဲ့ဒီလိုစားနေတာကိုတော့အေးဒီမှမကြည့်ချင်ဘူး။ကြက်ပေါက်ကလေးကလေးကအေးဒီမှမွေးလာတဲ့ရွှေစွန်လေးကို မျက်စီတည်းမြင်လာမိလို့ပါ။ရွာထဲမှာပြာဇတ်မင်းသမီးလေးနဲ့ပတ်သက်ပြီးအေးဒီမှမျက်နာရနေပြီ။အကူကတော့တခါမှမခေါ်စဘူး။ညီမလေးအကူမနှက်ကညှစ်ထားတဲ့နွားနူတွေတိုက်ပါအောင်ဟ။အဲ့ဒီလိုပြောတော့အေးဒီမှရဲချင်လိုက်တာ။အဲ့ဒါအကူကပြာဇတ်မင်းသမီးလေးကိုပိုးတာလေ။ အကိုတို့တွေကသိစေတနာကောင်းတာပဲနော်နန်းနာတတလုံးမမေ့ပါဘူးရှင့်ကျဆံမင်းသမီးလေးကရှုံ့ွဲ့နယ်လေးပြောတော့အကိုကြီးမျက်နာကြီးရုံဖြဲဖြဲကြီးကိုဖြစ်လို့ဒုရိယညမှာကရဇက်ကို အေးဒီမှာတိတ်ကြိုက်တာပဲကျဆံနမဲကသုံးပန်လာတဲ့မင်းသားကဇေယဝင်ကျဆံမင်းသမီးလေးကသူနာပြုတ်ဆီယာမသူတို့ချင်းချစ်ကြိုက်ကြပြီးနောက်ဆုံးမင်းသားကမိဘတွေသဘောတူတဲ့တထေးသမီးကိုလက်ထပ်သွားတာလေဒီမှာမောင် ထွေးတို့ကအစင်တန်းချင်းမရှင်းနိုင်ပေမဲ့ချစ်ချင်းမြတ်တာမှာအောက်တန်းမကြပါဘူး။မောင်လိုတက်တီနေတဲ့ဆရာဝန်တယောက်ကိုလက်တွဲမယ်အစား၊ယူသားတဲ့လေသမားတယောက်ကိုပဲထွေးလက်တွဲမယ်။သိလား။ဟေး။ဇက်ခုံနောက်ကကာလာသားတွေရဲ့အော်ဟစ်အားပေးတံတွေညံသွားတယ်။အေးဒီမကလက်ခုပ်အားတီးပစ်လိုက်တယ်။မောင်ကိုအထင်မလွဲပါနဲ့ထွေးရဲ့။မိမိနှလုံးရောဂါကြောင့်မှာမိမိအသက်ဆုံးရှုံးသွားမှာဆိုလို့မောင် ူ့ကိုလက်ခံလိုက်ရတာပါ။မောင်ထွေးကိုတိတ်ချစ်တယ်။ဒီတခါတော့မင်းသားကိုအေးဒီမှတနာမိပြန်ရော။ဇကုံမောမှာဆလိုက်မီးရအောင်မှာအေးဒီမှချစ်တဲ့ပြဇံမင်းသမီးလေးငိုနေပြီ။ဒီတော့အေးဒီမှလည်းငိုတာပေါ့။ငိုရင်အမနဲ့ဒေါ်ထွေးညွန်သားကိုဖိုးကျော်တို့ကိုဖြတ်ခနဲသတိရလိုက်မိတယ်။အဲ့ဒါလိုများဖြစ်သွားရင် အမလည်းပြဇံမင်းသမီးလိုပဲငိုရမှာပေါ့နော်။အိုးကိုဖိုးကျော်ကဆရာဝန်မှမဟုတ်တာ။ အေးဒီမာတို့လိုတရားရဲသားတွေပဲဟာဒါပေမဲ့သူတို့ကကုံစုံဆိုင်ကြီးပိုင်နေလေအဲ့ဒီညကပြဇက်ကိုကွဲကွဲပြားပြားနားမလဲလိုက်ပေမဲ့အေးဒီမာရင်ထဲမှာဘာလိုလိုကြီးဖြစ်ကြံရစ်ခဲ့တယ်ဝဲပြင်းမိသေးတဲ့ဘုရားပွဲလေးကိုအေးဒီမာနှမျောလိုက်တာဇလဲသိမ်းသွားရောအေးဒီမာလွမ်းလွန်းလို့ထမင်းတောင်မစားနိုင်ဘူးပြန်ကန်နှီးသွားနှုတ်ဆက်တော့ပြဇက်မင်းသမီးလေးကမျက်ရည်လဲလို့ဇက်ခုံမော်တော့ငါအတိုင်းပဲ အေးဒီမကကဘာပေါ်ထိုင်ငိုချလိုက်တော့ညီမလေးကိုမမလွမ်းပါတယ်တဲ့နောက်နှစ်ကျရင်မမတို့ဇက်လာကအောင်မှာပါတဲ့နောက်နှစ်တဲ့အဲ့ဒီနောက်နှစ်ကြီးဆိုတာကိုအေးဒီမဘလုံးမျောမှန်းရပါမလဲနောက်နှစ်နောက်နှစ်တွေဖျားပွဲဖြစ်ခဲ့ရင်ကိုပြဇံမင်းသမီးလေးပါတဲ့ဇက်ကိုငှားနိုင်အောင်မှာလားပြဇံမင်းသမီးလေးကရောပြဇာကနေအောင်မှာလားအေးဒီမအတွေးတွေနဲ့ငိုင်းနေတော့ဇက်မော်တော်ကြီးကတအီအီနဲ့ထွက်သွားပြီး အရွာလုံးရွာထဲပြန်ဝင်သွားတဲ့အထိအေးဒီမှာရေကန်းဆက်မှာကြောက်ရွံ့တရုပ်လိုရက်နေမိတယ်။မော်တော်ကြီးပျောက်ကွယ်သွားတော့အေးဒီမှာရင်တွေနစ်လာတယ်။ဖျားပွဲပြီးသွားလို့လား၊ပွဲညတွေကိုလွမ်းလို့လား၊ခြောက်သွေ့ကြံရစ်ခဲ့တဲ့ရွာလေးကြောင့်လားမသိဘူး။အေးဒီမှာအတိထဲမှာတော့မနှက်ပြန်ကစာပြီးအေးဒီမှာတော့လုပ်ငန်းခွင်နဲ့ပြန်ဝင်ကြရအောင်ပဲ။မိုးတော်ရေတော်မှန်မှန်မျှော်ကြရအောင်ပဲ။အဒီနံအထွက်ကောင်းပါစေလို့ဆုတောင်းရအောင်ပဲ။ အေးဒီမကြီးဟေးအေးဒီမအမေခေါ်နေတာကိုအေးဒီမကြားပါတယ်ဒါပေမဲ့တော်လို့မထူးနိုင်သေးဘူးအေးဒီမကမိုးရွေတဲ့ချနေပုံကို ကြည်နေတာမျိုးကောင်းမျိုးအတန်ဘဲတွေရွေးနေတာညီဘဲပင်နေစိမ့်ညိုနေတဲ့ကြားတယ်ကြီးကစားနေတာ ကောက်သိန်းကောက်နေတာရွာထိတ်ကုတ်ကိုပဲညီဘော်ကရွာရဲ့ဖိတ်ခေါ်တဲ့တချင်းကိုနားထောင်နေတာနောင်နှစ်ဖျားပွဲကိုမျှော်ကြည့်နေတာဟဲ့အေးဒီမခေါ်နေတာမကြားဘူးလား တကယ်တည်းမတော်မထွင်းညွန်စီသွားစမ်းဘုရားပွဲတော်ကယူတဲ့အကျွေးမြေပဲဘယ်နှတောင်းဆက်ရမှာလဲလို့မေးကြည့်အမေကမေးခိုင်းလို့သာပါဂုံကျွေးဆက်လိုက်ရင်အေးဒီမာတို့မှာမျိုးတောင်ကျဲမအောင်မလားမသိဘူးဒေါ်ထွင်းညွန်ရဲ့ကုံစုံဆိုင်မှာတော့အေးဒီမာတို့လိုဂုံကျွေးဆက်ရမယ်သူတွေတန်းစီလို့ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ